မေးလာပါဒီဖိုင်မှာကိုပိုင်ဘန်းတစ်ခုကို logo 3လေးတွေနဲ့စိတ်ကြိုက်တိဆောက်ရဘလို့မျိုးဆိုရင်ဘလို့နေမလဲအဲစိတ်ကူးချီဘူးလားဒီနေ့မှာလေအဲစိတ်ကူးကိုတကယ်ချစ်လာအောင်လုပ်ပေးနိုင်တဲ့ Yula Protocol အကြောင်းကိုပြောပြသွားချင်နိုင်ပါတယ် Yula ကဒီ DeFi ချင်းွေလောကကြီးကိုဘလို့များများတော်လန့်ဖြောင်းလဲနေတယ်လဲဆိုတာကိုအတူတူလေ့လာကြည့်ကြရအောင် Crypto ချင်းွေလောကကိုတစ်ချက်ကြည့်လိုက်ရင်လေး ဘာလို့မျိုးထိတန်း asset အနှင်းငွေကိုပဲအဓိကထားပြီးချင်းငွေတွေထုတ်ပေးနေကြတာလဲဆိုတာသတိထားမိကြမှာပါဟုတ်တယ်မလားအဲ့ဒီလိုကန်တက်ထားတော့တခြား asset တွေအတွက်အခွင့်အလမ်းတွေကနည်းနည်းပျောက်ဆုံးနေတယ်လို့ပဲအဲယူလာကဒီတက်တနာကိုသူ့ရဲ့ Lego 3လေးတွေနဲ့ဘလို့ထိရှင်းပေးမလဲဆိုတာကြီးလိုက်ကြရအောင်အီယိုလာရဲ့အဓိက idea ကလीတကယ်တော့တစ်ကိုရိုးရှင်းပါတယ် DeFi ချင်းငွေလောကကြီးတစ်ခုလုံးကို Lego ပူထူလို့သဘောထားလိုက်တာပါပဲဆိုလိုတာဘာတူမဆိုဒီ3လေးတွေကိုယူပြီး ကိုပိုင်ဘန်နာရေးဆေးကွက်ကိုစိတ်ကြိုက်တိဆောက်လို့ရတယ်ပေါ့ဒါတကယ်ကမော်ဂျူလာဆစ်ပြီးအရန်ကိုလွတ်လပ်တဲ့ချင်းကမှုတစ်ခုလို့ပြောလို့ရပါတယ်ကဲဒါဆိုရင်တော့အဲ့ဒီလေကိုဘူးကိုအတူတူဖွင့်ကြည့်လိုက်ကြရအောင် အထဲမှာအဓိကအစ်စ်ပိုင်းနှစ်ခုကိုတွေ့ရပါလိမ့်မယ်အဲ့ဒါတွေကတော့ EVK နဲ့ EVC ပါတခုကတော့ကိုပိုင်ဘန်ကိုတီဆောင်မဲ့အုတ်ချက်တွေပေါ့နောက်တခုကတော့အဲ့ဒီအုတ်ချက်တွေကိုတခုနဲ့တခုချိတ်ဆက်ပေးမြက်ဆက်ဆက်ပစ္စည်းလေးတွေပဲဖြစ်ပါတယ် ပထမဆုံးအနေနဲ့ပြောရမှာကတော့ EVK ပါဒါကိုကိုယ့်ရဲ့တိဆောက်ရေးကိရိယာအစုံဆိုပြီးမြင်ရောင်ကြည့်လိုက်ပါ Pay ERC 20 token ကိုမစိုးယူပြီးကိုယ်ပိုင် landing vault တစ်ခုကိုအစကနေအစုံတိဆောက်နိုင်အောင်လုပ်ပေးထားတာပါဒီတော့ကိုပိုင်စည်းမျဉ်းတွေနဲ့တည်တံ့ဈေးကွက်တွေကိုကိုယ်တိုင်ဖန်တီးနိုင်သွားတာပေါ့ပြီးတော့နောက်တစ်ခုက Ethereum Vault Connector EVC ပါ ဒါကကြတော့ခုနလီကိုတုံးတွေကိုချိတ်ဆက်ပေးတဲ့ connector လေးတွေပေါ့ဒီ EVC ကြောင့်ကုတီဆောက်ထားတဲ့ volt တွေကိုအချင်းချင်းချိတ်ဆက်နေသွားတယ်။ဥပမာပြောရရင် volt တစ်ခုတည်းက asset ကိုနောက်တစ်ခုအတွက်အမခံဖြစ်သုံးတာမျိုးပေါ့။အဲ့ဒီလိုနဲ့ပို့ပြီးတော့ရှုံထွေးတဲ့ပဏ္ဍာရွေမီးပြိုဟာတွေကိုဖန်တီးနိုင်လာတာပါ။ဆိုတော့ရှင်းရှင်းလေးပြန်ပြောရရင် EVK ဆိုတာက ကိုပိုင် volt တွေတိဆောက်ဖို့အုတ်ချက်တွေ EVC ကကြတော့အဲ့ဒီ volt တွေကိုချိတ်ဆက်ပြီးတဲ့ဆက်ဆက်ပစ္စည်းတွေပေါ့ ဒီနှစ်ခုကိုပေါင်းဆက်လိုက်တဲ့အခါမှာမှဒီ file မှာအရင်ကမဖြစ်နိုင်ခဲ့တဲ့ bandai ဖွဲ့စည်းပုံအတိအစားတွေကိုဖန်တီးနိုင်လာမှာပါ။ကဲအခုဆိုရင်တော့ lego တုံးအနေနဲ့ကြည်ရတဲ့အကြောင်းစီးထွားပြီဆိုတော့အခု bari တိဆောက်လို့ရလဲဆိုတာကိုကြည့်လိုက်ကြရအောင်။ဒီ key ရလဲကိုတုံးပြီးဘလို့စိတ်ဝင်စားစရာကောင်းတဲ့ bandai ဖွဲ့စည်းပုံလေးကိုဖန်တီးနိုင်မလဲဆိုတာလေ့လာကြည့်ကြရအောင်ပါ။ ီစရာကိုတစ်ချက်ကြည့်လိုက်ရင်ဘယ်လောက်အထိစိတ်ကြိုက်ဖန်တီးနိုင်လဲဆိုတာတွေ့နိုင်မှာပါ။ဥပမာ escrow collateral ဆိုတာကအတိုးမလိုချင်ဘူးအမခံတက်တက်ပဲထားခြင်းနဲ့ဆိုရယ်သူတွေအတွက်တည်တဲ့နေရာတစ်ခုပေါ့။ Govern falls တွေကြတော့ DAO လိုဖွဲ့စည်းတွေကဝင်ပြီးစီမံခန့်ခွဲပေးလေ Ungovern Falls တွေမှာတော့ဖန်တီးသူကိုယ်တိုင်ပဲစီမင်းတွေတက်မှတ်ပြီးအုပ်ချုပ်နေပါတယ်။နောက်ဆုံး Yell Aggregator ကတော့လူမယားရဲ့ရန်ပုံငွေတွေကိုစုပြီးအကောင်ဆုံးယူကြအောင်အလိုလျောက်ရှာပေးတဲ့ Smart Charter Vault မျိုးပေါ့။တကယ်ကိုရွေးချယ်စရာလေကအဆုံးမရှိပါပဲ။ကဲအခု EOLA ရဲ့တော်တော်လေးအသုံးဝင်တဲ့ feature တစ်ခုဖြစ်တဲ့ EOLA အားအကြောင်းကိုပြောပြချင်ပါတယ်။ဒါပေမဲ့အကျိုးမြတ်တိုင်းမှာ under ရဲ့ဆိုရလဲတွန်တွဲနေတာတာမို့အဲ့ဒီအကြောင်းကိုလည်းဆက်ပြီးဆွေးနွေးတော့မှာဖြစ်ပါတယ်။ ယူလာအာန်ဆိုတာကလေကိုရိုင်းလက်ကိုတုံးတီတက်ဆင်ရမှာပြင်းနေသူတွေအတွက်ကြိုတင်တက်ဆင်ပြီးသားလက်ကိုဆက်တစ်ခုလို့ပါပဲဆိုလိုတာက passive income ရခြင်းနေသူတွေအတွက်အစင်တဲ့လုပေးထားတဲ့ yield aggregator vault တစ်ခုပေါ့သူကအကောင်းဆုံး yield အခွင့် land တွေကိုအလွယ်လျောက်ရှာဖွေပေးမှာတယ်ဒါပေမဲ့လေးတီတုံးတီပြိုကျနိုင်တယ်လို့ဒီရင်းနှီးမြှုပ်နှံမှုတိုင်းမှာအနေရဆိုတာရှိပါတယ်အဲ့ဒါကြောင့်မို့ အီယိုလာကိုအတုံးမကျုခင်မှာဖြစ်နိုင်တဲ့အနေအထားကိုတည်တည်ချာချာနားလည်ထားဖို့ကအရန်ကိုအရေးကြီးပါတယ်။အထူးကတတိထားရမယ့်အန်ဒေတွေကတော့ပရမတ်တစ်ခုက liquidation risk ပေါ့ဆိုလိုတာကကိုယ့်ရဲ့အာမခံပစ္စည်းတန်ဖိုးအရန်ကျသွားရင်ဆုံးရှုံးနိုင်တာပါ။နောက်တစ်ခုက bad debt ဒါကတော့ဈေးနှုန်းတွေရုတ်တရက်ထိုးကျသွားရင်ငွေချေးသူတွေဆုံးရှုံးနိုင်ခြေရှိတာပါ။ Govern for ဒီမှာကြတော့စီမံခန့်ခွဲသူတွေရဲ့ဆုံးဖြတ်ချက်အပေါ်မူတည်ပြီး risk ရှိနိုင်တယ်။ And govern for ဒီမှာတော့တာဝန်အလုံးကကိုယ့်ပေါ်မှာပဲရှိနေမှာပါ။ကဲဒီ Lego မြို့တော်ကြီးတစ်ခုလုံးကိုမောင်းနေနေတဲ့ engine ကြီးတဲ့ EUR token အကြောင်းကိုဆက်ပြီးလေ့လာကြည့်ကြရအောင်။ဒီမှာမြန်မာရဲ့အတိုင်းပဲ EUL token ဟာ protocol ရဲ့အသက်သွေးကြိုးလို့ပြောလို့ရပါတယ်။ Governance နေနဲ့ protocol ရဲ့အနာဂတ်ကိုမဲပြီးဆုံးဖြတ်နိုင်တယ်။ fee တွေကိုလေလံဆွဲတဲ့နေရာမှာတုံးတယ်။ ပြီးတော့ protocol မှာပါဝင်သူတွေကိုစွတ်ချီးမိနဲ့နောက်ဆုံးအနေနဲ့တိုးတက်မှုအတွက် treasury မှာရန်ပုံကိုလည်းဖြည့်စုဆောင်ထားတာမျိုးတွေလုပ်ဆောင်ပါတယ်။ဒါပေမဲ့ဒါရီကဆိုင်ရဘော်က DUI တက်တက်ပဲလားဆိုတော့မဟုတ်ပါဘူး။မကြတိခင်ကထည့်ရတဲ့ခုက EUA token ဟာ crypto လိုကားထဲမှာဘလောက်အထိအေးပါလာပြီလဲဆိုတော့ကိုကောင်းကောင်းတက်တက်ပြောခဲ့ပါတယ်။ဟုတ်ပါတယ်။အဲ့ဒီ gain ခဏကတော့ EUL 9343669ဖြစ်ပါတယ်။ဒီအရေးအတွက်ကဘာလဲဆိုတော့ Binance ရဲ့ Hodler Airdrop အစီအစဉ်မှာဖြန့်ဝေခဲ့တဲ့ EUL token အရေးအတွက်ပါဒီ Airdrop ကြောင့် EUL ဟာ Binance မှာ၅စတိခုမျိုး project ဖြစ်လာပြီး BNB ကိုင်ဆောင်ထားတဲ့သူတွေကိုစုချီးမြှင့်ခဲ့တာဖြစ်ပါတယ်ဒီလိုမျိုးပူးပေါင်းဆောင်ရွက်မှုတွေက Euler Protocol ရဲ့တိုးတက်မှုနဲ့အတိုင်းခွာရဲ့အတိအမှတ်ပြုမှုကိုရှင်းရှင်းလင်းလင်းပြသနေတာပါပဲဆိုတော့ developer တယောက်မဟုတ်ပြီတဲ့တောင်မှ Euler ကတာမန်အထုံးပြီးသူတွေအတွက်အကျိုးကျေးဇူးတွေအများကြီးပေးနိုင်ပါတယ် ပို့ပြီးတော့လွတ်လပ်စွာထိရောက်စွာချင်းငွေရယူတာတွေထုတ်ချေးတာတွေလုံနိုင်လာပြီးတော့အိမ်ကမရှိခဲ့တဲ့ဖဏာကြီးဆိုင်ရာအခွင့်အလမ်းတစ်တီကိုဖွင့်ပေးလိုက်တာနဲ့အတူတူပါပဲအဲဒီကိုကားချက်မှာပြောထားတယ်လို့ပါပဲ developer ဒီ builder ဒီအတွက်ဆိုရင်တော့ယူလာဟာအကန့်အသတ်မရှိတဲ့ကစားခွင့်ကြီးတစ်ခုလို့ပါပဲသူတို့စိတ်ကူးတဲ့က landing market တွေကိုဘသူရခွင့်ပြုချက်မှမလိုဘဲဖန်တီးနိုင်တာဟာ defi ရဲ့အနာဂတ်အတွက် ticket ကိုအရေးပါတဲ့ခြေလှမ်းတစ်ခုလို့ဆိုရမှာပါအဆုံးတက်အနေနဲ့ဒီမေခွန်လေးနဲ့ပဲညီကုန်းချုပ်ချင်ပါတယ် ဘဒုမဆိုကိုပိုင်ပါနှစ်ခုကိုလေကုန်းတုံးနေတီးဆောက်နိုင်တဲ့အခါအနာဂတ်ရတ်ဗန္ဒာရေလောကဟာဘယ်လိုပုံစံမျိုးများထလာနိုင်မလဲဒါကတော့အားလုံးအတွက်စဉ်းစားစရာတစ်ခုပါပဲ